မင်္ဂလာပါဒါကတော့ပစွန်ကောင်းလေးတွေကိုကျွန်တော်သေချာတန့်ရှင်းရေးလောက်ထားတာပါပြုတ်ဖို့အတွက်စနွင်းမှုအနည်းငယ်ထည့်ပြီးွားရင်ပစွန်ကောင်းလေးတွေကိုထည့်ပြီးပြုတ်ပေးွားပါကျွန်တော်ကတော့9မိနစ်လောက်ပဲပြုတ်သွားပါတယ်ပစွန်ပြုတ်ပြီးသွားပြီဆိုရင်အတွင်းသားလေးတွေကိုပဲကျွန်တော်တို့ယူပြီးဆက်နဲ့ကြိတ်ပေးထားပါခရမ်းကျွတ်ဒီအသေးလေးတွေကိုကျွန်တော်စိမ့်နှံ့ရမှာဆိုလို့အရင်ဆုံးလှော်ထားပါဗျ။ဒီအသေးလေးတွေကိုခရမ်းကျွတ်ဒီခေါ်လာလို့ကျွန်တော်မသေးကြပါဘူး။ကြက်သွန်အဖြူအနီကိုကျွန်တော်လှော်ပြီးွားပြီဆိုရင်ထောင်းပြီးအစင်းသွင်းပြင်ထားပါမယ်။ ဒီဟင်းဟာငပိစိမ်းသားကိုအဓိကထားပြီးဖြစ်တဲ့အတွက်ငပိစိမ်းသားများများလေးသုံးပြရပါမယ်။တကယ်လို့မိမိတို့ရဲ့ငပိစိမ်းသားကငန်တယ်ဆိုရင်ရှော့ထည့်ပေးပါ။လော်ထားတဲ့ကျွတ်ုံအဖြူအနီကိုထောင်းပြီးကျွန်တော်ထည့်ထားပါတယ်။ဒါကတော့ပြုတ်ထားတဲ့ပစွန်တွေကိုဆက်နဲ့ကြိတ်ပြီးထည့်ထားတာပါ။ဟင်းရည်အပြည့်အကျဲကတော့မိမိကြိုင်နှစ်သက်သလိုလုပ်လို့ရပါတယ်။ချိုမုတ်လေးပဲကျွန်တော်ထည့်ပြီးွားရင်လော်ထားတဲ့ခရမ်းကျွတ်တီငရုတ်သီးစိမ်းတို့ကိုထည့်ထားပါတယ်။ငရုတ်သီးစိမ်းကအစိမ်းကိုထည့်ထားတာပါ။ဒီနေရာမှာငရုတ်သီးစိမ်းမထည့်ခြင်းဘူးဆိုရင်ငရုတ်သီးလော်မုတ်ရပါတယ်။ တော်ကတော့ငရုတ်ဒီစိမ့်နဲ့ချက်တာကိုပို့ပြီးတော့ကြိုက်ပါတယ်ငရုတ်ဒီစိမ့်နဲ့ကပို့ပြီးလိုက်ဖတ်မှုရှိပါတယ်ခရမ်းကျွတ်ဒီလေးတွေကိုအစိမ့်ကြိုက်တယ်ဆိုရင်တော့အစိမ့်ထဲပါကျွန်တော်ကတော့အနှံ့ပြင်းမှဆိုလို့လှော်ပြီးထည့်ထားခြင်းဖြစ်ပါတယ်စားကန်ဒီချက်မှာကျွန်တော်တို့သမယာရီလေးထည့်ပြီးစားသုံးရုံပါပဲဒီဟင်းဟာငပိစိမ့်ကအတိကထားတဲ့အတွက်ကျွန်တော်ချုံမုတ်လေးပဲထည့်ခြင်းဖြစ်ပါတယ်မိမိကမိမိလိုချင်တဲ့အရာတာကိုထပ်မံဖြည့်ဆွက်လို့ရပါတယ်ငားငတ်ပြရင်ကျွန်တော်လုံးဝမသုံးထားပါဘူးစားကန်ဒီချက်မှာသမယာဒီလေးအုပ်စားပြီးတော့အရန်ကိုစားလို့မိန်နေဟင်းတစ်ခွက်